ီဘရစ်ဂျင်းထဲမှာ influencer တွေထဲမှာအဲ့လိုကျွန်တော်တို့ wifi မှာတော့ပုံကိုတက်တယ်လို့ဆိုရှိလားတရားတော့မရှိဘူးကိုရီးယားကတနာဖို့ကောင်းလိုက်တာတော့တရားပြီးတရားဘယ်တော့မှ negative response ကျွန်တော်တုံ့ပြန်ကလေးမရှိဘူးဒါအားလုံးအသိပါဘောနော် fan base ဆိုအခြေခံတဲ့သူကတော့ fan တွေပေါ်မှာတိခံမှုလို့ fan တွေကသာကျွန်တော်တို့စိတ်ခံမသိင်ဆဲကျင်ဆဲမဲ့စူကျင်စူမဲ့ကျွန်တော်တို့တပြားမတောင်ပြောကောင်းပြောမဲ့ကျွန်တော်တို့က fan တွေကိုဘယ်တော့ဘယ်တော့မှဘယ်တော့မှစန့်ကျင်လို့မရဘူးကျွန်တော်တို့ကပရိသတ်ကိုချိတ်ဆိုးခွင့်မရှိဘူးပေါ့နော် motivation နဲ့ပတ်သက်ရင်ကျွန်တော်ကြွကျင်တယ်ကျွန်တော် motivation blog နဲ့ပတ်သက်ကြိုက်တဲ့ဝါဟာရပြောကြိုက်တဲ့ concept တွေကြိုက်တဲ့ theme တွေဘာလို့လဲဆိုတော့အဲ့တဲ့16လောက်တည်း motivation နဲ့ပတ်သက်ရင်လေ့လာတယ်စာရေးတယ်ဟောပြောတယ်ကျွန်တော်ဘဝတစ်ချက်လုံးပြီးတော့အချိန်ပေးတာအဲ့တော့လေကောင်းတာဆိုတာလေအကုန်ကိုယ်လက်ခံရတယ် motivation speaker ဆိုရင်ကိုယ်နဲ့တွဲနေတယ်အဲ motivation speaker မဟုတ်တာလို့လုပ်ရင်လည်းကိုယ်ပဲခံရတယ်ဖေးဘုတ်မှာ troll ခဲ့လေကိုယ့်ဘုံနဲ့ ငငယ်ကပြောခဲ့တဲ့ဟာဆိုလဲလင်းကားနဲ့ကပြောခဲ့တာလည်းပြန်ပြန်တက်လာတာပေါ့နော်အဲ့တော့ကျွန်တော်ခုနပြောသလိုပဲအဲကို့စကားလေးတွေကိုသဘောကျတယ်ဆိုကျွန်တော်တို့ကနှစ်သက်တာပဲဥမာမင်းသားမင်းသမီးတွေဆိုရင်တို့တို့တရုတ်ဆောင်တဲ့အကွက်ကလေးတွေကို TikTok ဆော့တယ်ဆိုရင်တို့တို့ကြည်နူးတာပဲလေကောင်းကောင်းတာ ပါပေါ့နော်ကျွန်တော်တို့ကကောင်းတဲ့အနေနဲ့ပဲကြည်တာပဲအဲ့လိုပဲပေါ့ကျွန်တော်တို့ကဟောပြောတာလေးလို့လည်းပရိသတ်ကမျိုးစုံအားပေးမှုတွေရှိတဲ့အတွက်စိတ်ဝင်စားရဲဆိုတာတခုတည်းနဲ့တင်ကျွန်တော်အများကြီးကျင်တဲ့ပါဘာလို့ဆိုတော့ကျွန်တော်တို့နိုင်ငံမှာကဒီစာပေကိုစိတ်ဝင်စားမှုဟာတခြားသောမီဒီယာတွေစိတ်ဝင်စားမှုနဲ့မတူဘူးလေစာပေကိုစိတ်ဝင်စားအောင်ကျွန်တော်နီလန်မျိုးစုံနဲ့ဆောင်ရွက်နေရတဲ့အနေအထားဖြစ်ပါတယ်အဲ့ဒီကြားမှာအခုလိုအားပေးတဲ့အတွက်ဟိုကျင်တဲ့အားရပါတယ်ခင်ဗျာအဒီဘက်ကဆိုတော့အများသဘောကျဒွားဖြစ်တော်လဲတန်ပန်းလူတွေမဖက်တော့လင်းတိုက်ကိုစောင်းပြဖက်တဲ့ကဒွားပါရေးစင်ပေါ်ရောက်ပါဟာကောင်းပါလားပါကတိ ျွန်တော်အဲ့ဒါ negative လို့ပြောကျွန်တော်အဲ့ဒါတုံးပြအနည်းဆုံးတော့ဒီမှာကြည့်သူတို့ကကျွန်တော်ရဲ့ပေါ်ပြောလို့မှာ slide ကြည့်ပေးသလိုပဲအဲ့တည့်ရပို့ဆောင်မှာ see you at the top လို့နော်ကျွန်တော်တို့ဟိုလုံးလိုက်မှာတင့်တော့ရုပ်ကောင်းမှာတော့ပို့ဆောင်ပြီးလို့နော်လူတွေကဒီ right ပြလို့မရဘူးလေအဲ့တော့ဒါကကျွန်တော်ရဲ့ဂုဏ်သိက္ခာလည်းမထိကြဘူးကျွန်တော်ရဲ့ဟိုကျွန်တော်ရဲ့ personal လည်းမထိကြဘူးဒါမျိုးကကျွန်တော်က insistent လက်ခံဘာဖြစ်လို့လဲဒါ marketing ကကျွန်တော်ကအမှန်တမ်းပြောလေဒါတကယ်ကျွန်တော်ဟန်ဆောင်ရင်းပြောတာမဟုတ်ပါဘူးကျွန်တော်တို့ကပြိတ္တက်ကို စိတ်ဆိုးခွင့်မရှိဘူးပေါ့နော်။အော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က fan base နဲ့ရက်တည်ပြီးတော့ income ရှာနေတဲ့သူတွေ professional ရက်တည်နေသူတွေအားလုံးအကျိုးဝင်တယ်။ဒါကြောင့်ကျွန်တော်တို့ကကျွန်တော်တို့ကောင်းတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ်ဆိုးတဲ့တုံ့ပြန်မှုပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒါကျွန်တော်စကားကျွန်တော်စကားတက်လို့လောက်ကြံပြီးပြောတာမဟုတ်တကယ်ယင်နေရအောင်ကျွန်တော်တို့အားပေးတဲ့သူအနေနဲ့ပဲကျွန်တော်တို့ရှုမြင်တယ်ဒီပေါ်မှာအကောင်းဆုံးကြိုးစားတယ်။နောက်ထားတယ်ဆိုရင်လည်းနောက်ထားရလို့ပဲမြင်တာပေါ့နော်ကျွန်တော်တို့ဆိုတော့ဒီလိုပဲကျွန်တော်တို့ကအမြဲတမ်းတခုတော့ရှိတာပေါ့ဗျာဟိုမဟုတ်တာတွေရေးတာလို့ရှိရင်ဥပမာဆိုရင်ကျွန်တော်ဒါလေးကကြုံလုံးပြောလိုက်ရင်လင်းတန်းကြောင့်ကိုကိုစုပေးတယ်မျိုးဆိုဒါကတော့မဟုတ်မှန်းလဲလူတိုင်းကသိနေဒါပေမဲ့တိတိနဲ့ရှယ်တာမျိုးတွေကတော့အဲ့လိုမျိုးတွေတခါကျတော့စိတ်ကတော့ကတိကောက်ဖြစ်တာပေါ့ဒါပေမဲ့လည်းကျွန်တော်တို့ဒေါသမထွက် ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ဒါစဉ်းစားတတ်တဲ့သူတိုင်းသိတယ်ပေါ့။မြန်မာအထူးကျုံဆုံးစုလို့ပါဆိုရှိမှမရှိတဲ့ကိစ္စ။ဒါကြုံလုံးကျွန်တော်အင်တာဗျူးမှာဖြေပြတာပေါ့နော်။အဲ့လိုမဟုတ်တာတွေရေးပြီးတော့နောက်တာမျိုးတွေရှိတယ်။ဒါတယောက်ကနောက်လိုက်တာဖြစ်မှာပေါ့ဗျာ။ဒီသတင်းကအတုကြီး။ပြီးရင်သတင်းဌာနဆိုလည်း PTK ဆိုတာပောက်တက်ရလို့သူရေးထားတာလေ။ဒါဒါမျိုးတွေကြံရှင်းရတဲ့သူရှိတယ်။ဒါမျိုးကရည်စရာပဲရှိပါတယ်။ဒါတွေကပြီးတော့လဲကိုယ်ကုံတိတ်ခေါင်ထိကိုက်စေတဲ့အရာတွေမဟုတ်တဲ့အတွက်အဲကျွန်တော်တို့ကဘာမှဟိုမှာမဖြစ်ပါဘူး။ကျွန်တော်တို့ကပြောသလိုပဲဖုန်းတော်ကြီးမြေတော်မလေးမျက်စောပြချင်းကိုရောမြေချင်းညွှန်ကြားတဲ့အချိန်မှာလောကမှာကဲ့ရဲ့တာနဲ့လွတ်တဲ့သူတယောက်မှမရှိဘူးဖြစ်တဲ့အတွက်အထူးသဖြင့် fan base ကိုအခြေခံ ခံတဲ့သူကတော့ fan တွေပေါ်မှာတိတ်ခံမှုလို့အဲ့လိုမဟုတ်ဘူးနဲ့ကိုကကိုယ့်အလုပ်ကိုလုပ်တယ်ကိုက fan ကနေ income ရှာတာမဟုတ်ဘူး profession ရည်တည်တာမဟုတ်ဘူးဆိုရင်တော့သူသူကရန်ဖြစ်ခွင့်ရှိတယ်ဒါပေမဲ့ကျွန်တော်တို့က fan ကိုအခြေခံပြီးတော့ကျွန်တော်တို့ရဲ့ business တွေ professional တွေရည်တည်တာဖြစ်တဲ့အတွက် fan တွေကသာကျွန်တော်တို့စိတ်ခံမသိင်စဲကျင်စဲမဲ့ကျွန်တော်တို့ကိုစိတ်ကောက်ခြင်းကောက်မဲ့စူးခြင်းစူးမဲ့ကျွန်တော်တို့တပြားမတောင်ပြောကောင်းပြောမဲ့ကျွန်တော်တို့က fan တွေကိုဘယ်တော့ဘယ်တော့မှဘယ်တော့မှစန့်ကျင်လို့မရဘူးစန့်ကျင်ခဲ့ရင်ကျွန်တော်တို့ရဲ့ image ဒါကျွန်တော်တို့ရဲ့လုပ်ငန်းကာကင်းဒါကျွန်တော်တို့ကကိုယ့်ရဲ့ professional အရာကိုလုပ်တဲ့အလုပ်တခုကိုပြက်ကွက်တာပဲဖြစ်ပါတယ်ဒါလေးကိုကျွန်တော်အလေးနဲ့ပြောကြားလိုပါတယ်ဒီမှာဘယ်တော့မှမဆိုသူများရဲ့အထက်မှာပဲနေကျွန်တော်လင်းသားပြီးတော့ကြောက်ရစေအခုချိန်မှာဒါလေးအားလုံးကကျွန်တော်တို့ကဟာဝက်မှာဟာတာထည့်စရာမလိုဘူးကျွန်တော်အဲ့ဒီဟာတွေစူတာတာမယုံကျွန်တော်ကွန်ပျူတာထဲမှာကြီးကြီးနိုင်လေးသားညောပရိုလုပ်ပြီးတော့ကျွန်တော်တင်းကအရင်ဆုံးစုပြီးကျွန်တော်စီပို့ထားဘာလို့လဲဟာတာပြောဖို့အဲ့ဒီ slide တစ်ခုလုံးကိုသုံးတာသူတို့ကအခမဲ့ကျွန်တော်ဒီဇိုင်တာလေး ဘယ်တော့မှ negative response ကျွန်တော်တုံ့ပြန်ကလေးမရှိဘူးဒါအားလုံးအသိပါဘောเนาะ fan တွေကဒီလိုပြောလိုက်လို့ကျွန်တော်ကနေ fan တွေကို negative response ပဲတော့မှကျွန်တော်ပေးလို့မရှိဘူးအကျွန်တော်အပေါ်မှာဘလောက်ပဲဆူဆူရွားရဲဖြစ်ဖြစ်ကျွန်တော် negative response ဘယ်တော့မှပြန်လို့မရှိဘူးစိတ်ထဲမှာဒါမကြင်တကောင်ဖြစ်ရှိနေမှာလူပဲဟိုဒါပေမဲ့ကျွန်တော်က professional ရကျွန်တော်ဘယ်တော့မှ negative response ကိုကျွန်တော် media ပေါ်မှာဖြစ်ဖြစ်ကျွန်တော်ရဲ့ social media တွေမှာဖြစ်ဖြစ်ဘယ်တော့မှတုံ့ပြန်လို့မရှိပါဘူးခင်ဗျာ ဟာသအနေနဲ့တော့မြင်မိတယ်ဒါပေမဲ့တဖြည်းဖြည်းတဖြည်းဖြည်းတဖြည်းဖြည်းနဲ့အဲ့ဒါကဟိုခုနပြောသလိုပဲအဲဟိုခုနဟိုခုနပြောသလိုပဲကိုကိုတော်သူတို့ခဏခဏရေးနေငါမြန်ကစုတွေများပြန်ပေးမိတာတော့ပြန်တယ်ဟာသအနေနဲ့ပဲမြင်တာပါခင်ဗျာကျွန်တော်တို့ရေးစရာအနေနဲ့ပြောဒါဆိုဒါကလူတိုင်းသိတယ်လေမဟုတ်မှန်းတော့သိပါတယ်ဒါကနောက်နေမှန်းတော့သိပါတယ်ဘာလို့မြန်မာပြည်မှာရှိမှမရှိတာအထူးကြောင့်ဆိုမြန်မာလူငယ်စုဆိုတာကျွန်တော်ကြားမှမကြားဘူးလေကိစ္စ ါလေစိတ်ကပြင်ပါလေပေါ့ကျွန်တော်တို့မြန်မာပြည်ရဲ့ celebrity တွေမှာ influencer တွေမှာအဲ့လိုကျွန်တော်တို့ wife မှာတော့ပုံကိုတတ်တယ်လို့ဆိုရှင်လားတရားတော့မရှိဘူးကိုရီးယားကတနာမှုကောင်းလိုက်တာတော့တရားပြီးတရားမြန်မာကတော့စိတ်ရမှာချဲ့တော့လို့ဟုတ်တယ်တော့ဒါပေမဲ့ကျွန်တော်တို့ကလို့ဆိုလို့ပဲ negative ဆိုတာတော့လက်ခံရပါမယ်เนาะကျွန်တော်တို့ကအဲ့တော့ကြိုးစားတဲ့ brand ကိုကြိုးစားတဲ့ကာလမှာလက်ခံကြာလာတော့ဘာဖြစ်သွားလဲအရေးကြီးသွားတယ်ကိုကမဟုတ်တာဘယ်လိုလုပ်လို့လဲပြီးရင်ကိုယ့်ရဲ့ ကိုအလုပ်ကိုမှန်မှန်ဆက်လုပ်နေဖို့လို့လေစင်ကြောင်းလို့ပြဲဆိုဆက်သွားနေလို့လားလူချင်းမင်းတို့ပြောတာပရိသတ်ကိုလေးစားလို့ပေါ့ခုနပြောသလိုပဲကျွန်တော်တို့ဒီ fan တွေဆိုပေမဲ့ကျွန်တော်ပရိသတ်တွေမှာကိုယ့်ထက်အသက်ကြီးတဲ့သူတွေပါတယ်တန်ကာတော်တွေပါတယ်ဒါကြောင့်ကျွန်တော်တို့ကဟောပြောတဲ့အခါမှာလူချင်းမင်းတို့ကျွန်တော်အသုံးပြသွားတာပေါ့ဘာလို့ဆိုတော့ကျွန်တော်ကအသက်22နှစ်မှာကျွန်တော်ဟောပြောပွဲစပြောတယ်အသက်16နှစ်မှာစစရေးတော့နေကိုစပြီးဟောပြောပွဲသွားရင်နေကပရိသတ်တွေကကိုယ့်အဖိုးရွယ်အဖေရွယ်တွေဆိုတော့ကျွန်တော်ကအဲ့လေလူချင်းမင်းဆိုတာကိုအသုံးပြသွားတာခင်ဗျဟုတ်ကဲ့ဟုတ် ကြိုက်တယ်ကျွန်တော်ကလူကြီးမင်းဆိုတာမြန်မာတွေရဲ့ယဉ်ကျေးတဲ့ခန့်ညားတဲ့စကားအသုံးလုံးဖြစ်မြန်မာကစကားလုံးကျွဲသွားတယ်လေ English က unit i ပဲရှိတာဟုတ်နော်သူကအသက်ကြီးတယ်ဆိုတော့ unit i ပဲကျွန်တော်တို့ကပါလေဆရာတော်တန်ဃာရင်းနဲ့ပြောရင် director director မအရှင်ဖရာဟလာအဖေအမေနဲ့ပြောရင်အဆွေခင်မနဲ့ပြောရင်ဆိုတော့လူကြီးမင်းဆိုတာကကျွန်တော်တို့မြန်မာတွေရဲ့ယဉ်ကျေးတဲ့ခန့်ညားတဲ့တော့ကျွန်တော်နှွေးထွေးတဲ့စကားလုံးဖြစ်တဲ့အတွက်ဒါလေးကကိုယ်အတန်ကိုပြန်ကြပါပြီသူများလူကြီးမင်းလို့ပြောတာဖြစ်ကျွန်တော်တို့ကအကျဉ်းက်ပါတယ်နှွေးထွေးတယ်ဆိုတဲ့ခံစားမှုတွေတခုရပါတယ်ခင်ဗျအဲကျွန်တော်တို့ ပြီးရင်တော့စာအုပ်အစ်စ်ပေါ့ကျွန်တော်ရဲ့စာအုပ်အစ်စ်က6လပိုင်းမှာကျွန်တော်ရဲ့20 36အုံမြောက်စာအုပ်အစ်စ်ထွက်ဖို့ရှိပါတယ်စာအုပ်အစ်စ်မထွက်တာကျွန်တော်နှစ်နှစ်ခွဲလောက်ရှိသွားပြီဆိုတော့လေပြီးရင်တော့ကျွန်တော်ပုံမှန်တိုင်းသင်တန်းတွေကတော့တစ်လတစ်ခါပေါ့ personal branding သင်တန်းတွေပေါ့ဒါတွေလည်းပုံမှန်သင်နေပါတယ်ခင်ဗျာ